မမြူကန်တရိကန်ဒေတာလိုပျောက်ချင်းမလားပျောက်ဆုံးမှုတွေဖြစ်ခဲ့တဲ့အန်ဂျီကူနီရေကန်နာကရွတ်တရွာကဘာပေါ်မှာတဘာဝလုံလုံတောင်ထင်မဲ့ရတဲ့ဖြစ်ရတွေအများကြီးဖြစ်ပေါ်နေတဲ့ပြီးတချို့ဖြစ်ရတွေကဘလို့မှမယုံကြည်နိုင်လောက်အောင်ထူဆန်းပွင့်ရဖြစ်ပျက်ခဲ့တာတွေလည်းရှိပါတယ်ဥပမာလူတတော်များများသိထားတဲ့မမြူကန်တရိကန်ဒေတာရဲ့ထူဆန်းတဲ့ဖြစ်ရတွေအကြောင်းလို့အပြေရှားမရတဲ့ဖြင့်မယုံကြည်နိုင်စရာကောင်းတာတွေအများကြီးရှိနေတာပါ ဘာမြူဂန်တရီဂန်ဒေတာကသွားရောက်သူတွေပြန်လည်မရှိပြောင်းဆုံးသွားတာကြောင့်လူတိုင်းစိတ်ဝင်တစားဖြေရှာတဲ့ဖြစ်ရကြီးဖြစ်နေတာဖြစ်ပြီးအခုတခါပြောပြပေးမယ့်အကြောင်းအရာကလည်းဘာမြူဂန်တရီဂန်ဒေတာလူထူဆန်းစွာပြောင်းဆုံးမှုကြီးအကြောင်းပဲဖြစ်ပါတယ်ဒီကြောင်ကတော့ကနေဒါနိုင်ငံအန်ဂျီကူနီရေကန်နာကရွာလေးတရွာမှာဖြစ်သွားခဲ့တာပါဖြစ်ပွားခဲ့တာကတော့1930ခုနှစ်တုန်းကဖြစ်ပွားခဲ့တာမလို့အတော်ကိုကြာမြင့်နေပြီပဲဖြစ်ပါတယ် အန်ဂျီကူနီရေကန်ကြီးကကနေဒါနိုင်ငံနန်နာဗုတ်ပြည်နယ်မှာတည်ရှိတာဖြစ်ပြီးဒီဒေသကအလွန်အေးမြလို့လူသူအယောက်ပေါက်နေတယ်လို့လူနေထိုင်မှုလည်းမရှိတဲ့နေရာပါဒါကြောင့်မြစ်တွေတောင်တွေနဲ့တဘာဝဆန်ဆန်လာပါနေတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါနေ။ဒါပေမဲ့ TNG ကုနီရေကန်ကြီးနားမှာတစ်ချိန်လုံးကအင်ယူဝတ်လူမျိုးတွေနေထိုင်ခဲ့တဲ့ရွာလေးတွေဟာရှိခင်တာပါ။ အင်ဒီဝုတ်လူမျိုးတွေကအန်ဂျီကူနီရေကန်ကိုမှီပြီးငါးဖန်းနာတွေ၊ရောင်းဝယ်ဖောက်ကားနာတွေနဲ့ရေလန်းချောင်းသုံးနာတွေကိုလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။အန်ဂျီကူနီရေကန်ကြီးရဲ့အနီးနားဝန်းကျင်မှာအင်ဒီဝုတ်လူမျိုးတွေနေထိုင်နေဆိုတာကိုသိရှိထားတဲ့ဂျိုးဘဲဆိုရင်မုတ်ဆူတယောက်က1930ခုနှစ်နိုဝင်ဘာလမှာခရီးသွားရင်အင်ဒီဝုတ်ရွာလေးမှာတဲခုဖို့အကြောင်းဖန်လာတာကြောင့်တွားရောက်ချီရှုခဲ့ပြီးမြေရွာသားတွေတယောက်မှမတွေ့ရတော့ဘဲရွာလုံးချုပ်ပျောက်ဆုံးသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ ရွာထဲမှာလူနေထိုင်ခဲ့နေဆိုတဲ့အထောက်ထားတွေအနေနဲ့အိမ်တွေချက်ပြုတ်စားတောက်ထားတဲ့အစားအစာတွေနဲ့လူတွေအသုံးပြုထားတဲ့အသုံးဆောင်ပစ္စည်းတွေစသဖြင့်တွေ့ရပေမယ်။အင်ဒီဝတ်ရွာကလူတွေကတော့ပျောက်ချင်းမလားကိုပျောက်သွားကြတာဖြစ်ပါတယ်။လူတွေကတော့အရှိန်အောင်ထောင်မှမတွေ့ခင်ရပေမယ်။ခွေးလေးတွေကတော့အစာအိမ်စာငတ်ပြတ်သေးဆုံးနေတာတွေ့ရတာပါ။ဒါကြောင့်မုံဆိုးကမိုင်းနှင်းငယ်အကွာမှာရှိတဲ့ဂျေနယုံကိုဆက်သွားခဲ့ပြီးသူတွေ့ရတဲ့အကြောင်းတွေကို Mount Police RCMPC ပြောပြခဲ့တာပါ။ ာဆီယံပြည်ရဲ့စုံစမ်းစစ်ဆေးတဲ့ကဒီကြောင်းတွေကိုတည်တဲ့မုတ်ဆိုးသားဘကရွာလုံးကျပျောက်ွယ်သွားရတဲ့အကြောင်းကိုတည်တလောင်ပြောပြပေးခဲ့ပါတယ်။ပျောက်ွယ်သွားရတဲ့အကြောင်းကအန်တီကိုရီရေကန်ကြီးနဲ့ဆက်ဆက်မှုရှိနေတာပါ။ဆက်လက်ရှာဖွေထားတဲ့အခါခွေးရည်ရဲ့တောင်တွင်းနေတဲ့အလောင်းတွေနဲ့တင်ကြိုင်းတွေကအလောင်းတွေပျောက်ဆုံးနေတာကိုလည်းတွေ့ခဲ့ကြရတယ်လို့သိရပါတယ်။ဒီရွာလေးပျောက်ဆုံးမှုကမုတ်ဆိုးကြီးမရောက်လာခင် ရှစ်ပတ်လောက်ထဲကဖြစ်မယ်လို့ ASEAN ဘီကကောက်ချက်ချပေးခဲ့တာပါ။ ဒီဖြစ်ဖြစ်ကထူဆန်းလွန်းလို့အမှန်ဖြစ်နိုင်မဖြစ်နိုင်အခုနောက်ပိုင်းတွေမှာစုံစမ်းရှာဖွေခဲ့ကြပြီ။တာမန်ဖြစ်ရလား၊တဘာဝလုံးကိစ္စရက်တွေနဲ့နာနာဘာဝတွေစသဖြင့်ဆက်ဆက်နေမလားဆိုတာအားလုံးကသိကျင်ခဲ့ကြပါနဲ့။ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးအဖြေရှာမတွေ့ကြပေမဲ့ဒါကတကယ်ဟုတ်တဲ့ဖြစ်ရက်တစ်ခုလို့ကောက်ချက်ချသူတွေလည်းအများကြီးရှိရပါဗျ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ထူးခြားစမ်းချိန်တဲ့ဒီဖြစ်ရပ်ကို and soft mysterious အဖြစ်မှတ်တမ်းတင်ထားတာလည်းမရှိရကြအောင်တေချာစုံစမ်းကြည့်တဲ့အခါမှာမုံဆိုးကြီးဂျိုးကတော့တကယ်ရှိခဲ့ပြီမယ်။အန်ဂျီကူနီနာကရွာတရွာကို တွေ့ခဲ့တယ်ဆိုတဲ့အထောက်ထားတော့မရှိခဲ့ပါဘူး။ဒါပြင်အာဆီယံပြည်ကလည်းဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဖော်ထုတ်ဖို့တောင်းချက်တွေအများကြီးရှိခဲ့ပြီမယ်။စစ်ဆေးမှုတွေဆိုတဲ့အထောက်ထားမတွေ့ရတာပါ။ ဒါကြောင့်ဇလန်းပုံမြင်ဆန်ဆန်ဖန်တီးထားတာဖြစ်နိုင်ပြီး Friend Edward ကသူ့ရဲ့1959ခုနှစ်ကစာအုပ် Stranger Than Science အတွင်းဖန်တီးထားတာလို့သာကောက်ချက်ချလိုက်ကြတာဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောကနေဒါနိုင်ငံအန်ဂျီကူနီရေကန်ကြီးရဲ့ထူးဆန်းမှုနဲ့ Inuit ရွာပျောက်ဆုံးမှုကတကယ်ဖြစ်နိုင်မယ်လို့ထင်ကြလားဆိုတော့ comment မှာပြောပြခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။